အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့ညအတွက်ဒါကျွန်တော်တို့အဲ good night video ပေါ့နော်အားလုံးကိုဒါကျွန်တော်တို့ချူမမိုင်ကပြဟုတ်ပါဘူးကျွန်တော် good night ပေါ့ good night အားပါပြီးမှမှမွားဆိုပြီးတော့ တော့ကျွန်တော်လက်ရှိမှာအာစလိုအသင်းအနေနဲ့ကျွန်တော်တို့အလုပ်တွေဆက်လုပ်နေသေးဖြစ်ပြီးတော့သူတို့အနေနဲ့ဒါအခုဒီနေ့နေ့လယ်မှာဒါကျွန်တော်ချန်ပီယံလိဒါကျွန်တော်ပွဲကြိုးသုံးသပ်ချက်မှာတင်ဆက်ပေးထားခဲ့တာဖြစ်ပေမဲ့ဒါလက်ရှိမှာအာစလိုအကြောင်းလေးကိုတီးတက်ဒါကျွန်တော်တို့အပြောင်းရွှေ့အကြောင်းလေးကိုဒါဒီနေရာထဲမှာဆက်လက်ပြီးပြောသွားဖို့အတွက်လက်ရှိမှာနည်းနည်းလေးဆွေးနွေးအောင်ပေါ့တော့လက်ရှိမှာအာစလိုအသင်းကဒါကျွန်တော်တို့စာချုပ်သက်တမ်းတိုးဖို့အတွက်လှုပ်ဆောင်မှုတွေကလက်ရှိမှာ progress ရတော်တော်လေးကိုကောင်းနေခဲ့တယ်။အဲနောက်ဆုံးတော့လက်ရှိမှာကျွန်တော်တို့ဒါစာကရဲ့စာချုပ်အခြေအနေရကျွန်တော်တို့သိခဲ့ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ စကားနှစ်ခုလက်ရှိမှာတပတ်လုခလာဇာ3သိန်းရရှိမှာဖြစ်တယ်လို့သိရတယ်တော့ပါတယ်လက်ရှိမှာအာစကားနှစ်တည်းကျွန်တော်တို့အာစနိုသိနေတူ9နှစ် plus 1နှစ်နဲ့အစာချုပ်သိချုပ်ဆိုတော့မှာဖြစ်တယ်ဆိုရည်ဒါမှရှိတယ်ဒီစာရုပ်သစ်ကလက်ရှိမှာအာတီတာကိုတိုင်ဥဆောင်ခဲ့ပြီးတော့ဘာတာကိုတိုင်ကလက်ရှိဒီကိစ္စနဲ့ဖြစ်အောင်လုပ်ခဲ့တယ်လို့သိရတယ်တော့ပါတယ်အာတီတာနှစ်ခုလက်ရှိမှာကျွန်တော်တို့က စကားအားစာချုပ်ကလက်ရှိဒါအာစနယ်သေးရဲ့နံပါတ်1 priority ဖြစ်ခဲ့ပြီးတော့စကားကိုယ်တိုင်ကလည်းလက်ရှိမှာအသင်းပြောင်းဖို့အတွက်လုံးဝအစီအစဉ်မရှိတော့ကြောင့်ဒီစာချုပ်စာတန်းကိုလုတ်ရတဲ့နေရာမှာတော့အဓိကဆွေးနွေးမှုပဲကြန့်ကြာခဲ့တာကလောက်ခလာစာဖြစ်တယ်။လောက်ခလာစာဘက်ကလည်းအားဒါကျတော့စကားဘက်ကဒါကျတော့အဓိကတောင်းဆိုခဲ့တဲ့ပုံစံမျိုးမှုပဲနဲ့အာစနယ်ဘက်ကသာဒီကစားသမားကိုဘယ်ဈေးနဲ့ဘလူးပေးရင်ကောင်းမလဲဆိုတဲ့ပုံစံမျိုးသူတို့ဘက်ကသာအတွင်းထဲကအင်တာနယ်ညှိနှိုင်းမိမှုကြာခဲ့တဲ့အတွက်ကြောင့်သာလက်ရှိမှာဒါကျွန်တော်တို့ဒီလိုဖြစ်တာ။အဲ့တော့အာစနယ်လောက်ခလာစာအများဆုံးကစားသမားကစကားဖြစ်လာပြီးတော့ဒါကျွန်တော်တို့သိကြရတဲ့အတိုင်းပဲ ်။ဒီနေထားတာကျွန်တော်စာကနဲ့ well deserved ဖြစ်တယ်။အခုလက်ရှိမှာတော့ကပောက်မှာဒါကျွန်တော်လုခလာစာများနေတဲ့ကစားသမားတွေထဲမှာမှအာစာကဒီစေးဒီလိုရရဆိုတော့ကျွန်တော် personal အမြင်မှာဆိုရင်တော့မှဒီလို market တွေထဲမှာဆိုတော့မှဒါ fair enough ဖြစ်တယ်လို့ပဲကျွန်တော်အနေနဲ့မြင်သေးတယ်။များတယ်လို့ဘယ်တော့မှကျွန်တော်ဒါအာစာကောက်တော့အောင်မြင်မယ်လို့မရှိဘူး။တော့ဒါမှလည်းပျက်စနာကြည့်တော့ဒါလက်ရှိမှာအခေါ်နှုတ်ပြီဆိုရင်စာကနဲ့ဒါဘက်လုခလာစာ3သိန်းကနေပြီးတော့ဒါကျွန်တော်တို့ total ဘယ်လောက်ကျက်မယ်ကျွန်တော်တို့ တသိန်း၄000ခွဲပတ်ချာလေးလောက်ပဲကြာတသိန်း၄000မို့နော်အဲ့တော့လက်ရှိမှာတထပ်ပါအာစနိုသင်းနဲ့လက်ရှိစာကားရဲ့စာချုပ်ဂူဒေါ်တာမကြခင်မှာတရားဝင်ကြီးညာဖို့ရှိတယ်ကောလာဟာလာရီယာစာကားအနေနဲ့လက်ရှိဒါကျွန်တော်တို့ international လာမယ့် international break မှာဒါကျွန်တော်တို့အာစနိုဘက်ကတရားဝင်ချပြဖို့ရှိတယ်ဆိုရင်သတင်းထွက်လာခဲ့တယ်အဲ့တော့လက်ရှိမှာအာစနိုသင်းနဲ့စာချုပ်သေးချုပ်ဆိုရင်လည်းအဓိကအခုလက်ရှိအကြီးကျယ်အာယုံဆိုင်နေတဲ့ကစားသမားကဂျူရန်တင်မာဖြစ်တယ်ဂျူရန်တင်မာရဲ့စာချုပ်ကိုအာစနိုသင်းဘက်ကလက်ရှိမှာတော်တော်လေးကိုအပူတပြင်းအားဆိုင်နေတာဖြစ်ပြီးတော့ဂျူရန်တင်မာနေတဲ့အခုလက်ရှိဒါကျွန်တော်တို့သူကိုယ်တိုင်က တဲ့ Astro အသင်းရဲ့ရေရှည် project မှာပါကျင်တဲ့ Artina ကိုတိုင်ကလက်ရှိသူ့အနေနဲ့ဒါကျွန်တော်တင်းမကတာနံပါတ်1နေရာရဖို့တည်ကြသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ Van White ကိုလည်းကြော်ပြီးနေရာရဖို့အတွက်လုံးဝ100%တည်ကြသွားတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ Julian Demba ကိုစာချုပ်အသစ်ပုံစံမျိုးကန်လန်းမှုရှိအဓိကတော့ရှင်းပါတယ်စာချုပ်အသစ်ကဒီကျွန်တော် Julian Demba ကိုဒါကာလာရှေစာချုပ်ချုပ်တယ်တဲ့စာရသူတို့အနေနဲ့ဒီကစားသမားကိုလုခလတ်စာတူပေးခြင်းနဲ့အတွက်ကြောင့်စာချုပ်ချုပ်တယ်လို့ပြောမယ်ဆိုရင်တော့ပို့ပြီးတော့မှန်မယ်လို့ပြောလို့ရတယ်ကစားသမားဘက်ကလည်းလက်ရှိမှာရှင်းပါတယ်အာစတိုအသစ်နဲ့သူ့ရဲ့ဒါကျွန်တော်လက်ရှိခြေစွမ်းကိုဂုံ ံပြူတော်သူတစ်ပတ်ကတအားဝမ်းသာတယ်။အဓိကလက်ရှိမှာဒါကျွန်တော်ဂျူရီယန်တင်မရနေတဲ့လာဇာထက်တော်တော်လေးကိုမြင့်မားသွားမယ်ရာဇာတစ်ခုကိုမြင်ရဖို့ရှိတယ်။တပတ်လကလာဇာလက်ရှိမှာသသိန်းကျော်ဖြစ်သွားမယ်ဆိုတဲ့ဒသနေရောထွက်နေတာတွေ့ရမယ်။လက်ရှိခြေစွမ်းရဒါကျွန်တော်ဂျူရီယန်တင်မကဒါကျွန်တော်ဒီနှစ်မှာအာစနိုအသင်းမှာ improve အဖြစ်ဆုံးကစားသမားတစ်ယောက်နေတဲ့ဒါဟာ well deserve ဖြစ်တယ်လို့ပြောလို့ရရင်ဒီမှာပါပါတယ်။ဂျူရီယန်တင်မကိုယ်တိုင်ကဒီအပြောင်းအလဲတွေကျွန်တော်ဒီစာချုပ်အစ်အတွက်အဓိကတွန်းနေတာဖြစ်ပြီးတော့အခုလက်ရှိမှာအာစနိုအသင်းနဲ့ဂျူရီယန်တင်မတို့ရဲ့အေဂျင့်တွေရဲ့ဂျာတယ်မှာလည်းကောင်းမွန်တဲ့အခြေအနေတစ်ခုကိုရောက်ရှိ ်လို့သိရတယ်မဟုတ်ပါတော့ဒါမကြခင်မှာဒါကျွန်တော်အာစတိုအသင်းဘက်ကနေစာချုပ်တစ်တင်နဲ့ပတ်သက်ပြီးတရားဝင် share တွေကိုကြီးညာသွားဖို့ရှိတယ်ဒီ share တွေကိုကြီးညာသွားတဲ့အချိန်မှာအာစတိုပြည်သက်တွေကလာမယ့် international break မှာဒီစာချုပ်တစ်တင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစိတ်ချမ်းသာရမယ့်အနေအထားမှာရှိရလို့ပြောလို့ရတယ်ဒီနေ့မှာဒါကျွန်တော်အာ data ရဲ့ project ကိုလည်းစာလီဘာကယုံကြည်တယ်ဆိုပြီးဒါကျွန်တော်စာချုပ်တစ်ချုပ်ဆိုခဲ့တယ်စာကားလည်းလက်ရှိမှာသဘောတူညီမှုရဖို့တဲ့အစီအစဉ်ရှိတယ် raya ကိုလည်းလက်ရှိမှာဒါကျွန်တော်လောက်ခလာစာတူးပြီးတော့စာချုပ်တစ်ချုပ်ဆိုဖို့တဲ့ ready ဖြစ်နေပြီ jurian တင်မကိုလည်းလက်ရှိမှာစာချုပ်တစ်ချုပ်ဆိုဖို့တဲ့တော်တော်လေးကိုအချိန်လေးကောင်းနေပြီနောက်ဆုံး တာကြောင့်ဆာယုတ်သေးအတွက်နဲ့ပတ်သက်ပြီးလက်ရှိမှာအာဆနိုသေးလုံးဆရာရှိတာလို့ဖို့ကအိုဒင်ကတ်တယောက်ပဲလို့ရတယ်။အိုဒင်ကတ်နှစ်ခုလက်ရှိမှာဒါကျွန်တော် easy တို့ဘာမျိုးရှိနေတော့ညာလဲ ဟိုတင်ကကအာစတိုတင်ရဲ့ရေရှည်ကပ်တိန်တယောက်အနေနဲ့အာဒိတာနဲ့သတ်မှတ်ထားစေဖြစ်တယ်။လက်ရှိမှာဒါကျွန်တော်တို့ PSG ကိုလည်းကျွန်တော်တို့ဘိုင်ယန်မြူးနစ်ကိုစိတ်ဝင်စားနေတဲ့ကစားသမားဖြစ်တဲ့ကြောင့်မို့အာစတိုတင်ကဒီကစားသမားကိုစာချုပ်ကမ်းလှမ်းမှုတွေလက်ရှိမှာကြိုးစားနေဖြစ်တယ်။ကစားသမားဘက်ကဒီကိစ္စနဲ့ပတ်သက်ပြီး allergy လုပ်ဖို့မရှိဘဲနဲ့လက်ရှိမှာသူ့အနေနဲ့သူဒါလစာရီဘိုင်အဓိကဒါအာယုံဆိုင်သွားဖို့မရှိဘူးလို့လည်းသိရတယ်မှာပါတယ်။အဲ့တော့အာကစားသမားဘက်ကလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးချိုးဖြစ်သွားမယ်။သူ့အနေနဲ့ဒါနဲ့ပတ်သက်ပြီးသူ့နဲ့အရန်လောသွားမှာမဟုတ်ဘူး။သူ့အနေနဲ့အခြေအနေအကြောင်းအကြောင်းနဲ့ပတ်သက်ပြီးအေးအေးဆေးဆေးသူ့ဒါဆုံးဖြတ်သွားမှာဖြစ်တယ်။အဲ့တော့ဟိုတင်ကကလက်ရှိမှာစာချုပ် ို့လည်းရခိုင်လို့များပါဒါပေမဲ့သူ့အနေနဲ့သူဟာဒါအရေးအချက်အခုအနေထားတွေအားလုံးကိုတကယ်တော့စဉ်းစားသွားမယ်လို့ဒီရတယ်မှာပါအဲ့တော့လက်ရှိနောက်ဆုံး update သတင်းတွေရအာစတိုအသင်းနဲ့လာမဲ့ဆောင်းရတဲ့အပြောင်းရွှေ့မှာကစားသမား၂ယောက်ကိုအသင်းကနေပြီးတော့ဒါကျွန်တော်တို့အဓိကရောင်းသွားဖို့တယ်လည်းပြင်ဆင်လာခဲ့သေးတယ်ဒါပေမဲ့ကစားသမား၂ယောက်ထဲမှာအဓိကကစားသမား၁ယောက်ကိုတွန်းသွားဖို့ကြိုးစားနေတာကအာစတိုအသင်းနဲ့ Gabriel Jesus ပဲအာစတိုအသင်းဘက်ကလက်ရှိမှာဒါကျွန်တော်ကစားသမားတွေကိုဒါအဓိကကစားသမားတော်တော်များလစာတိုးပေးလာပြီးဖြစ်တဲ့အတွက်ကြောင့်မို့အသင်းမှာလစာအရန်များနေတဲ့နောက်ထပ်ကစားသမား၁ယောက်ဖြစ်တဲ့ Gabriel Jesus ကိုလာမဲ့ဆောင်းရတဲ့မှာအသင်းကနေ ရောင်းထုတ်သွားမှုရှိတယ်။အာဒီတာကိုတန်းကလက်ရှိမှာ Gabriel Jesus နဲ့ပတ်သက်ပြီးသူ့အနေနဲ့အနာဂတ်မှာတော့ကျွန်တော်တို့ Arsenal အသင်းနဲ့ plan လုံးဝမရှိတော့တဲ့ကြောင့်မို့ Gabriel Jesus နဲ့အသင်းထွက်မှရမယ်။အသင်းကထွက်မှသာအဆင်ပြေမယ်ဆိုတဲ့အနေအထားမှာရှိတယ်။ပကြခင်မှာလည်း Kai Havertz ရောပြန်လာမှာဖြစ်တဲ့ကြောင့်မို့ဒါတိုက်စစ်မှု spot အတွက်ဒါ Yogres ကိုဒါကျွန်တော်တို့လက်ရှိဘူးအာ ဟို harvest တို့ပဲအဓိကဥဆောင်သားဖြစ်ပြီးတော့ Jesus အနေနဲ့လက်ရှိသူ့အနေနဲ့ဒါအခုနောက်ဆုံး update သတင်းတွေရ FA ဖလာတို့ကာရာဘောက်မှုပေါင်းမှာနေရာရဖို့အတွက်ခက်ခဲသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ် Jesus ကလက်ရှိမှာဒီနှစ်စောင်းရာသီအပြောင်းရွှေ့မှာပဲသူ့အနေနဲ့ဒါကျတော့တည်တလောက်ကိုပြောရမယ်ဆိုတော့တူရကီကလပ်တွေကိုပြောင်းရွှေ့သွားဖို့အတွက်အရာဂိုင်နှုန်းတွေများနေတယ်လို့သိရတယ်မှာပါတယ်တိတ်ပြီးတော့ဒါကျတော့သူ့အနေနဲ့ဒါကျတော့ငင်းပွဲလုပ်ွားဖို့မရှိဘူး Arsenal ဘက်ကတော့လက်ရှိမှာ Gabriel Jesus အတွက်လာမယ့်စောင်းရာသီမှာအသင်းကနေပြီးတော့အသစ်သစ်ရှာပေးဖို့အတွက်အဓိကစူးစမ်းနေပြီးဖြစ်တယ်လို့သိရတယ်မှာပါတယ်အခုလက်ရှိနောက်ဆုံး update သတင်းတွေရဆိုတော့ ဘက်စကီတက်စ်နဲ့ဒါဖီနာဘာချီကတော့ဂေဘရီယိုဂျီဇုစ်ကိုစိတ်ဝင်စားရတဲ့ဆိုတဲ့သတင်းတွေတောက်ချောက်ထွက်ပေါ်နေတာကိုတွေ့ရမယ်ဒီမှာပါပါတယ်။နောက်သတင်းတစ်ခုနဲ့ခုနပြောခဲ့တဲ့ကစားသမားနှစ်ယောက်ဆိုတဲ့ကစားသမားလက်ရှိမှာအာဆုံအသင်းကတော့ဘန်ဝိုက်ကိုလာမယ့်ဒါကျွန်တော်တို့နွေရာသီအပြောင်းအရွှေ့မှာ ထိုက်တဲ့နယ်ဇီးများရခဲ့လို့ရှိရင်တော့ရောင်းချသွားနိုင်တယ်ဆိုတဲ့သတင်းတောက်လျှောက်ထွက်လာခဲ့တယ်။အာဆိုသင်္ကတာလက်ရှိမှာဘန်ဝှက်ကိုစော်ဒီဘက်ကစိတ်ဝင်စားနေရဆိုတဲ့သတင်းကိုသူတို့ဘက်ကသဘောကျတယ်။စော်ဒီကသာလက်ရှိမှာဘန်ဝှက်ကိုထိုက်တဲ့ကဲလန်မှုပုံစံမျိုးကဲလန်လာခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့စဉ်းစားပြီးတော့ရောင်းချသွားဖို့တည်းစဉ်းစားသွားမယ်။အခုလက်ရှိမှာဂျူရီယာတင်မတ်ကိုလည်းစာရုပ်သေးချုပ်ဆိုပြီးတော့အာဒီတန်ရဲ့လက်ရှိ preference ကဂျူရီယာတင်မတ်ကနံပါတ်1ဂူသမာပြုတ်နံပါတ်1ဒါကျွန်တော် full back ကစားသမားဖြစ်တော့မှဖြစ်တဲ့ကြောင့်မို့ဘန်ဝှက်ရဲ့အနာဂတ်တစ်ခုနေလက်ရှိတော်တော်လေးကိုအနာဂတ်မတည်တာကြီးအဲ့တော့လက်ရှိမှာကစားသမား ကိုယ်တိုင်ကသူကတော့ sorry ပြောင်းဖို့တဲ့ဆိုရင်သူနေနေပရီးမီးယားလိဒို့မဟုတ်ဒါကြောင့် La Liga ကိုဒါကြောင့်ပေါ့ဒါထိပ်သီး Europe အသေးလေးကမှပဲဆော့ဖို့တူနဲ့ပြင်ဆင်လာခဲ့တယ်အဓိကလက်ရှိမှာဘန်ဝိုက်နဲ့သူ့နေသူဟာဒါသူ့ရဲ့ခြေစွမ်းအရာသူဒီဒါ sorry မှာဆော့ရမယ့်ခြေစွမ်းမဟုတ်ဘူးလို့ခံစားရတယ်အသင်းကတော့ရှင်းပါတယ်ဘန်ဝိုက်ကို sorry ဘက်ကိုရောင်းမယ်ဆိုရင်တော့ငွေကြေးရာခြေနေတော်တော်လေးကိုပြန်ကောင်းသွားမယ့်အနေထားမှာရှင်းတယ်သူ့အနေနဲ့စဉ်းစားရတယ်မှာပါတယ်အာဆိုတဲ့နဲ့လက်ရှိမှာဘန်ဝိုက်အတွက်လာမယ့်ဒါကျွန်တော်ဆောင်းရတီကလေးကအသင်းတစ်ကိုရှာဖွေသွားမှာဖြစ်ပြီးတော့ဖြစ်နိုင်မယ်ဆိုရင်တော့ဒါခုနကဆောင်းရတီမှာဒါကျွန်တော်အကယ်၍စဉ်းစားမှုတွေရှိလာမယ်လို့ဆို အဲဆောင်းရသည်မှာဒါကျွန်တော်တို့ဟိုအကယ်၍ကက်လတ်မှုတွေရှိသွားမယ်ဆိုတော့စဉ်းစားသွားနိုင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေကြတယ်လို့တွေ့ရမယ်ဒီမှာပါပါတော့အာဆိုသင်္ကရာခုလက်ရှိမှာဒါကျွန်တော်တို့တော်တော်လေးကိုကောင်းမွန်တဲ့အပြောင်းအရွှေ့ကိုတခုကိုပိုင်ဆိုင်ထားခဲ့တယ်ဒီနှစ်မှာဝယ်ယူထားတဲ့ကစားသမားအကုန်လုံးကလက်ရှိမှာတော်တော်လေးအဆင်ပြေတယ်ဒါနဲ့လက်ရှိမှာဒါကျွန်တော်အာစတောသင်္ကာဒါကျွန်တော်ဟင်ကာပီကိုလည်းအပိသက်ဝယ်ယူဖို့တော့ကြိုးစားသွားမယ်လို့သိရတယ်မှာပါတယ်ကစားသမားနှစ်ခုလက်ရှိမှာအာစတောသေးတဲ့လူဒါကျွန်တော် ခဏလေးဟိုပွဲထွက်သိပ်ပြီးမကစားတာဒီပေမဲ့လက်ရှိအာတိတကသူ့ရဲ့လက်ရှိခြေစွမ်းတွေကိုသဘောကျနေတဲ့ကြောင့်မို့ဟင်ကာပီကူတော့လာမယ့်နွေရာဒီမှာအဆော အသင်းဘက်ကနေအပိသက်ဝယ်ယူသွားဖို့ပြင်ဆင်လာခဲ့တယ်။ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာဘလူရီပုံစံမျိုးဖြစ်သွားမယ်ဆိုချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါတယ်။သူ့ပေမဲ့တော့ညလေအဆောအသင်းကဟင်ကာပီကူတော့အပိကက်ဝယ်သွားဖို့တော်တော်လေးအခြေအနေကောင်းလာခဲ့တယ်တည်တယ်လို့ပြောရမယ်ဒီမှာပါ။အဲ့တော့အဆောအသင်းရဲ့လာမယ့်နွေရာဒီအတွက်မာကီဆိုင်ငင်ကတော့ယူဒစ်ပါပဲ။ယူဒစ်ကအဆောအသင်းရဲ့လက်ရှိတော်တော်လေးကိုသဘောကျစရာကောင်းလို့နေကစားသမားတယောက်သူတို့နဲ့သတ်မှတ်ထားတယ်။ ယူဒစ်ကိုအာစတိုသစ်ကလက်ရှိမှာသူတို့ရဲ့လာမဲနဲ့နွေရာသီအတွက်မာကီဆိုင်ရဲ့တယောက်သူသူတို့ဘက်ကသတ်မှတ်ထားတယ်လို့သိရတယ်မှာပါတယ်ယူဒစ်ကိုအခုလက်ရှိမှာဒါကျွန်တော်ယူဗက်တက်ကိုတိုင်ကလည်းစာချုပ်တစ်ချုပ်ဆိုဖို့အတွက်ကိုတာကျွန်တော်စူးစမ်းနေပြီးတော့တနစ်လုခလာစာ6တန်းတီတိုးပေးဖို့တွေလည်းယူဗက်တက်ဘက်ကပြင်ဆင်နေတယ်ယူဒစ်ကလက်ရှိမှာသူ့အနေနဲ့သူ့အတွက်ဆူဖလာတွေပုံမူပြီးရနိုင်မယ့်အသင်းကိုသာသူကပြောင်းချင်နေပြီးတော့အာစတိုသစ်ကသူစိတ်ဝင်စားတဲ့ကလပ်တွေကတခုအနေနဲ့ဒါကျွန်တော်စဉ်းစားသွားနေတယ်မှာပါတယ်လက်ရှိမှာပရီးမီးယားလိဂ်ထဲမှာဒါကျွန်တော် Chelsea ကို Manchester United အသင်းကပါ ယူဒစ်ကိုလာမဲ့နေရာဒီမှာစူပါစတားဆိုင်ငယ်မာကီဆိုင်ငယ်နဲ့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပြီးတော့လက်ရှိမှာအကယ်၍သာဒီလိုအသင်းနဲ့သာရှင်ခဲ့မယ်ဆိုတော့အာစတိုသင်္ကသာယူဒစ်ကိုခေါ်ယူသွားနိုင်မှုတွေရာဂိုင်နုံညများနေဆိုတဲ့သတင်းလေးနဲ့ဒီညမှာတော့ပိတ်ချင်ပါတယ်။ဒီလောက်ပါပဲဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းအောင်ကြည့်ရရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်။အားလုံးမကြည့်ဒီမှာလေကောင်းမွန်တော့နေဒီနေ့ဖြစ်ပါစုမောင်အောင်တောင်းပြီးနေပဲ။ ကျွန်တော်တို့နောက်မှ EC2 ကြရအောင်မြန်မာလက်ကလေးပြကြပါဦးမြန်မြန်ကလစ်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်တူမရဲကျွန်တော်ကပြပါအောင်ဒေးပါဗျာ